မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်နည်းနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ် alike မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့တသက်မာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့တရာအသုံးအနှုန်းမှန်ကန်ခြင်းဆိုတဲ့အခန်းထဲကနေပြီးတော့ယင် စာတော့နဲ့ဟူတော့ဆိုတဲ့တရာအသုံးအနှုန်းလေးကို နော်ရွေးချယ်ပြပေးသွားမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကို မလုတ်ခင်မှာစသောအကြောင်းနဲ့ဟူသောအကြောင်းလေးကိုပြန်ပြီးတော့ပြောပြပေးပါမယ်စာတော့ဆိုတဲ့စကလုံးကို အချက်အလက်အားလုံးကို မဖော်ပြဘဲနဲ့တချို့ကိုသာ ဖော်ပြတဲ့အခါမှာသုံးတယ်ဥပမာအားဖြင့်ဖျားတရားစတော့ယရနာ၃ပါးเนาะယရနာ၃ပါးကဖျားတရားတန်ကာ အဲ့ဒါကိုအပြည့်အစုံမရေးဘဲနဲ့ဖရာတရားစတော့ယရနာ၃ပါเนาะစတော့ဆိုတဲ့စကလုံးကအချက်လက် အားလုံးကို မဖော်ပြဘဲနဲ့တချို့ကိုသာဖော်ပြတဲ့အခါမှာ၃တာဖြစ်ပါတယ်ဒါဆိုရင်ဟူတော့ဆိုတဲ့စကလုံးဟူသောဆိုတဲ့စကားလုံးကတော့အချက်အလက် အပြည့်အစုံကို ဖော်ပြတဲ့နေရာမှာသုံးတာဖြစ်ပါတယ်။စောစောကပြောသွားတဲ့ဖျားတရား တန်ကဟူသောယရဏ၃ပါ အပြစ်အစုံရှိတယ်ဖရာရဲ့တရားရဲ့တန်ကရဲ့ဟူသောယရဏ၃ပါဒါဆိုရင်စသောနဲ့ဟူသောလေးရဲ့အသုံးလေးအကြောင်းကိုသိပြီဆိုရင်လက်ကျင်ကန်းလေးကိုဆက်လက်ပြီးတော့ဖြည့်ကြည့်ရအောင်နံပါတ်၁အနောယထာကျန်စတာဘယင်နာအလောင်းဖျာဗန္တုလာဂွင်းလည်းကဟူသောစသော จ้าก๋องสีอะเถิงงาเถิงရှိပါသည်တဲ့သူကတိတိကျကျเนาะအချက်လက်အပြည့်အစုံကိုဖော်ပြထားတယ်เจ้าก๋องสีอะเถิงอ่ะงาเถิงရှိတယ်อโนยถาจันสิตาบยิณောင်းอလောင်းพยาปันนุละနော်ပိုးပြီးတော့တိကျအောင်လို့ចောင်းកောင်စီအသိ၅သိရှိပါတယ်ဆိုပြီးတော့ရေးထားတယ်ဒါဆိုရင်တိကျတဲ့ စကလုံးအချက်လက်တွေကိုပေါ်ပြတဲ့အတွက်ကြောင့်မလို့သူကဘာနဲ့သုံးမလဲဟူသောနဲ့စသောမှာဟူသောကို သုံးမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနဘတိကအဖြေသည်ဟူသောဒါဆိုရင်ပြန်ဖတ်ကြည့်အောင်အနောယထာကျန်စစ်သားဘယင်နောင်အလောင်းဖျားဘန္တုလာဟူသောចောင်းកောင်းစီအသင်ငါးအသင်ရှိပါသည်ဒါဆိုရင်နဘနှစ်ကြည့်အောင် မိကြောင်နေဖာကွင်းလည်းကဟူသောစသောအကောင်များဒီကုန်းနေရေနေတတဝါများဖြစ်ပါသည်တဲ့ဒါဆိုရင်ကုန်းနေရေနေတတဝါတွေကမိကြောင်ငယ်လက်ငယ်ဖားရယ်ပဲလားဆိုတော့တခြားတတဝါတွေရှိသေးတယ်ဒါကတော့မိကြောင်နဲ့လက်ဖားဆိုတဲ့နော်အပြည့်အစုံမဖော်ပြထားဘူးဒါကြောင့်မလို့သူ့ကိုစာတော့နဲ့သုံးမှာဖြစ်ပါတယ် နော်မိချောင်းလိမ်ဖာစသောအကောင်များသည်ကုန်းနေရေနေတတ္တဝါများဖြစ်ပါသည်မဖို့ပြထားတဲ့အကောင်တွေလည်းရှိနေသေးတယ်နောက်နံပါတ်၄နံပါတ်၃အိုးဘုံဂျိုးယုံဖိုးဝါယုံဂွင်းလည်းကဟူသောစသော ကစားစရာများကိုဖျားပွဲစေတန်းတွင် တွေ့နိုင်ပါသည်တဲ့ဖျားပွဲစေတန်းမှာအိုးဘုတ်ကျိုးရုပ်ဖိုးဝါရောက်တင် တွေ့ရတာလားဆိုတော့မဟုတ်ပါဘူးဖျားပွဲစေတန်းမှာကစားစရာမျိုးစုံကို တွေ့ရတယ်ဒါကြောင့်မလို့ဒီနေရာမှာအချက်လက်ကိုအပြည့်အစုံမဖော်ပြထားတဲ့အတွက်ကြောင့်မလို့ဘာနဲ့သုံးမလဲဟူသောနဲ့စသောမှာစသောကိုပဲသုံးမှာဖြစ်ပါတယ် နော်အချက်လက်မပြည့်စုံဖော်ပြထားတယ်စာကြောင့်အိုးပုံဂျိုးယုံဖိုးဝယုံစသောကစားစရာများကိုဖျားပွဲစေတဲ့တွင်တွေ့နိုင်ပါသည်တဲ့ဒါဆိုရင်နံပါတ်၄ကြည့်အောင်မြန်မာနိုင်ငံတွင်နှွေမိုးဆောင်ကွလက်ဟူသောစသောဥတု၃ပါးရှိသည်နဲ့တိကြတဲ့เนาะ အဟာကိုပြောပြထားတယ်။နှွေမိုးဆောင်ဥဒု၃ပါးဒါဆိုရင်တိကျတဲ့အချက်နဲ့အပြည့်အစုံကိုဖော်ပြထားတဲ့အတွက်ကြောင့်မလို့ဟူသောဆိုတဲ့စကားလုံးနဲ့ဖြည့်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်နှွေမိုးဆောင်ဟူသောဥဒု၃ပါးရှိသည်တဲ့။ဒါဆိုရင်ကဲနောက်ဆုံးတစ်ခုကြည့်ရအောင်။ အေယာရီမြေတန်လွင်မြေချင်းတွင်းမြေစစ်တောင်းမြေဟူသောစသော မြစ်ကြီးလေးစင်းသည်ကျွန်ုပ်တို့ နိုင်ငံ၏အဓိကမြစ်ကြီးများဖြစ်ပါသည်တဲ့ကျွန်တော်တို့ဒီဆီမတို့မြန်မာနိုင်ငံမှာမြစ်ကြီးလေးစင်းရှိတယ်အေယာရီချင်းတွင်းတန်လွင်စစ်တောင်းဆိုပြီးတော့မြစ်ကြီးလေးစင်းရှိတယ်သူကလည်းမြစ်ကြီးလေးစင်းကိုတိတိကျကျဖော်ပြထားတယ်အဓိကမြစ်ကြီးတွေ ်အဓိကမြစ်ကြီးတွေကိုပြောတာเนาะမြစ်ကြီး၄ဆင်းရှိရဲဒါဆိုရင်เนาะသေးကြတဲ့နော်အပြည့်အစုံအချက်အလက်အပြည့်အစုံကို ဖော်ပြထားတဲ့အတွက်ကြောင့်မလို့ဟူသောဆိုတဲ့စကလုံးကို ဖြစ်ရမှာဖြစ်ပါတယ်။အေယာရီမြင်းတန်လွင်မြင်းချင်းတွင်းမြင်းစစ်တောင်းမြင်းဟူသောမြစ်ကြီး၄ဆင်းသည်အကျွန်ုပ်တို့ နိုင်ငံဤအဓိကမြစ်ကြီးများဖြစ်သည်။ ဒါလေးကတော့တရာအသုံးလုံးမှန်ကန်ခြင်းဆိုတဲ့အခန်းထဲကနေပြီးတော့ရင်စသောနဲ့ဟူသောလေးရဲ့အကြောင်းကိုနော်ရွေးပေးခဲ့တာဖြစ်ပါတယ်စသောရဲ့အတိတ်ပဲဟူသောရဲ့အတိတ်ပဲစသောဆိုတာအချက်လက် အားလုံးကိုမဖော်ပြဘဲနဲ့တချို့ကိုသာ ဖော်ပြထားတဲ့အခါမှာသုံးတယ်ဟူသောဆိုတာစကလုံးအချက်လက်အပြည့်စုံကို ဖော်ပြတဲ့အခါမှာသုံးတယ် ကဲဒါလေးကတော့တက်သမာတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့စာသောနဲ့ဟူသောဆိုတဲ့အခန်းထဲကနေတရာအတုံးလုံးအမှန်ကို ရွေးပြပေးခဲ့တဲ့သင်ခန်းစာလေးဖြစ်ပါလိမ့်ရှင် နားလည်နိုင်မလို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်